ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိချိန်မှာတော့ကျွန်တော် Manchester United အသင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေကတော်တော်လေးကိုငြိမ်းနေတယ်ဒါပေမဲ့ဒီတချို့ဂျားထဲမှာတက်လာတဲ့သတင်းတွေလည်းရှိရပြအဲ့တက်လာတဲ့သတင်းတွေရဲ့အစုကိုကျွန်တော်လိုက်ကြည့်တဲ့လောက်ကျတော့လေသူတို့က ဒီမှန်တဲ့ခါတွေလည်းရှိသလိုဒါပေမဲ့မှားတဲ့ခါပို့ပြီးတော့များနေတာကိုတွေ့ရတဲ့အတွက်ဒါ rumor ပုံစံမျိုးတော့ဖြစ်နေတယ်ဆိုတော့ဒီ rumor မကြိုက်တဲ့ညီကိုတွေကတော့အဆင်ပြေမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကကျတော့ဒီရလာတဲ့သတင်းတွေနည်းနည်းတော့ဖြစ်နိုင်ချေရှိတဲ့သတင်းတွေဆိုရင်ကျွန်တော်တို့ကတင်ပေးရဆိုတော့ဒါညီကိုတွေလည်းနားလည်နိုင်ဖို့ရမျှော်လင့်တယ်ဆိုတော့ကျွန်တော်အဲ့သတင်းလေးတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှတော့ညီကိုတွေနဲ့အတူတူနည်းနည်းဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ။ဆိုတော့ဒီပထမဆုံးအနေနဲ့သတင်းရတော့ဒါ Brian Abumo ရဲ့ကိစ္စပဲပေါ့ဗျာ။ Brian Abumo ကိုကျွန်တော် Manchester United တင်ရတာတတိယအကြိမ်မြောက်ကမ်းလှမ်းမှုကိုမကြာခင်ပြုလုပ်သွားတော့မယ်။ပြုလုပ်ဖို့ရလဲပြင်ဆင်နေရဆိုပြီးတော့ဒါသတင်းတွေတက်လာရှိတယ်။ ဆိုတော့အမှန်တိုင်းပြောရရင်ဒီ Brian Abomo နဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဒါတထောင်တကျပုံမြင်နေဖြစ်နေပြီ။အချင်းကတော်တော်လေးကိုကြားနေလို့ထင်တယ်။ဆိုတော့ဒီ United တာဝန်ရှိသူတွေယူဆထားတာကသူတို့ဒီတတိယအကြိမ်မြောက်ကမ်းလှမ်းမှုကိုမကြားခင်လုပ်မယ်။ပြီးရင် Brian Abomo ကကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဖြစ်လာမယ်လို့အခုထိလည်းယုံကြည်ထားရဲဆိုတဲ့အကြောင်းတွေကိုတွေ့ရတယ်။ဆိုတော့ဗျာအမှန်တမ်းပြောရင်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကတတိယအကြိမ်မြောက်ကမ်းလှမ်းမှုကိုတော့မြန်မြန်ဆန်ဆန်လုပ်တင်နေတဲ့အထက်မှာပါတယ်ကျွန်တော်တို့က ဒီမတိရကွန်ညာဆိုင်ကြီးပြီးတဲ့ Brian Ambomo နဲ့သဘောတူညီမှုရတယ်။အဲ့မှာပထမချိန်ကန်လန်းမှုကလည်းမြန်းတယ်ဗျာမဆိုးကန်လန်းတဲ့ဈေးနှုန်းကလည်းမဆိုးထားပါတော့။ဒါပေမဲ့ဒုတိယအချိန်ကန်လန်းမှုကကျတော့ပထမချိန်ရဲ့ဒီကန်လန်းမှုနဲ့ဆိုရင်ကျွန်တော်တစ်လားလောက်အချိန်ယူသွားရတာ။ဆိုကြားထဲမှာသူတို့ကန်လန်းမှုတွေမလုပ်ဘဲနဲ့ညီနိုင်ဆွေးနွေးမှုတွေတောက်ချလုပ်နေရဆိုတဲ့သတင်းတွေပဲဖတ်ခဲ့ရတယ်။ဒါပေမဲ့တကယ်တမ်းဒုတိယချိန်မြောက်ကန်လန်းတဲ့အခါမှာလည်း Brandfoot တင်တဲ့သဘောတူညီမှုမရဘဲနဲ့ပယ်ချခံခဲ့ရတယ်။ဆိုတော့လက်ရှိချိန်မှာတော့ဒါတတိယချိန်မြောက်အတွက်ပြင်ဆင်နေပြီပေါ့။ ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒီတတိယကြိမ်မြောက်ကမ်းလှမ်းမှုလုပ်ပြီးရင်ဒီကစားမနဲ့အဆင်ပြေရင်လည်းဒါကောင်းတယ်အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တို့ကဒါမှုုံလုပ်တင်နေအချိန်ရပြအခုကိုတော်တော်လေးနောက်ကျနေပြီလို့တော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒီစရုပ်ထကြိမ်မြောက်ကမ်းလှမ်းမှုတွေပါလေဆိုတော့လည်းမရှိသင့်တော့ဒါတတိယကြိမ်မြောက်ဆိုတော့လည်းနောက်ဆုံးဖြစ်တင်တယ်လက်ရှိကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ဖြစ်နေတဲ့ပုံစံကိုကြည့်မယ်ဆိုရင်ပြသူတို့ကဒါဘရိုင်ဟန်ဘုံမှုကိုတော်တော်လေးကြိုက်တယ်ဟိုကျွန်တော်လည်းကြိုက်ပါတယ်ဒီဘရိုင်ဟန်ဘုံမှုဒါပေမဲ့ဒီဘရန်ဖို့တင်တောင်းတဲ့ပြောင်းရွှေ့ခြင်းကိုလည်းသူတို့ကမပေးခြင်း မပေးခြင်းဘူးဆိုရင်တို့ကမပေးနိုင်ဘူးဆိုရင်လည်းနောက်ဆုတ်လာလည်းမဟုတ်ဘူးဗျဒါကြီးကိုဒါအချင်းကြိုင်ညှိနေတဲ့ပုံစံမျိုးဖြစ်နေရဲ့ဆိုတော့ဒီပြပြတသားဆုံးဖြတ်ရမှာဒီကိုရီသင်းဘက်ကလည်းပြပြတသားဆုံးဖြတ်မယ့်အခြေကိုရောက်နေပြီဗျာဆိုတော့ကစားမားကိုလိုချင်တယ်ပြောင်းရွှေ့ချီကိုမပေးနိုင်ဘူးဆိုရင်တို့လိုချင်တဲ့ပြောင်းရွှေ့ချီကိုပေးမှာလားဒါမှမဟုတ်ရင်လည်းတခြားဘက်ကမှုုံလုံးမလားဆိုတာမျိုးကပြပြတသားဖြစ်တင်နေပြီဆိုတော့လက်ရှိချိန်မှာတော့ဒါတတိယချိန်မျိုးကန်လန်းမှုလုံးမယ်ဆိုတဲ့သတင်းတွေလည်းထွက်လာနေတယ်ဒါကဖြစ်နိုင်ရည်လည်းများပါတယ်အသင်းကပြီးတော့ဒီကစားမားကိုလာမယ့်အပတ်အတွင်းမှာပဲအပြစ်သက်ခေါ်ယူသွားခြင်းတွေတဲ့အတွက် ဒါတို့ပြင်ဆင်နေရပေါ့ဒီမှာတစ်ခုရှိရကျွန်တော် Manchester United တင်ရဒီ offer တစ်ခုတစ်ခုကိုဒီဒီ transfer ပြန်ဒီ offer တစ်ခုတစ်ခုလုပ်ဖို့ဆိုရင်တော်တော်လေးအချိန်ယူနေရတာကိုသတိထားမိရဲ့တို့ကဒါအစင်းစင်းပြဒီလိုမျိုးဒီကန့်လန့်မှုလုပ်ဖို့ရအောင်အသင်းဘက်ကနေပြီးတော့ multiple approval တွေယူနေရလားဘာလားတော့မသိဘူးတော်တော်လေးအချိန်ယူရအောင်လို့သတိထားမိရဲ့ပြီးတော့ကျွန်တော်ဒီ Chelsea ဆိုရင်ကြည့်ပြ Chelsea ဆိုရင်အခု Jao Petro Jao Petro ကိုတို့ခေါ်သွားတယ်။ Jao Petro ဆိုရင်တကယ်တမ်း ဒီထန်သဘာရည်အစမှာဆိုရင်တန်း90 80ပြောနောက်ဆုံး100တိတောင်မှ Brighton သတင်းတွေပါလွှင့်နေဒါပေမဲ့ပြီးခဲ့တဲ့ရက်ကပဲ Chelsea ခေါ်သွားတဲ့အချိန်မှာဆိုရင်ပေါင်တန်း90နဲ့ပဲသူတို့သဘောတူညီမှုရသွားတယ်အလုံးလုံးတော့အရန်လည်းမြန်တယ်ဗျတရက်နှစ်ရက်အတွင်းပဲကျွန်တော်တို့ Manchester United တင်ရကြလို့ဒါ offer လုပ်ဖို့ဆိုရင်တော့မှ အာဒီချိန်နဲ့ဒီချိန်ကတော်တော်ကြီးကြားနေတာဆိုတော့ဒီအဆင်းဆင်းနဲ့သွားနေရလားတော့မသိဘူးပြီးတော့ကျွန်တော်တို့ Manchester United တင်ရတာ Chelsea လောက်တော့လွယ်မှာတော့မဟုတ်ဘူးဗျဒါအအုပ် error တော့ကျွန်တော်တို့ခံခဲ့ရတာတွေကျွန်တော်ညံ့ခဲ့တာတွေကြောင့်တခြားတင်ရတာ United နဲ့တွေ့ရင်ဒါဂျင်းထဲလို့ရနေရဲဆိုတာလည်းသိနေတော့ကျတော့ ဟိုခက်ခဲနေရပါတော့။တောင်ဝင်ရှိသူတွေအနေနဲ့ကတော့တတိယကြိမ်မြောက်ကန်းတမ်းမှုကိုမြင်မြန်ဆန်ဆန်လုပ်ပြီးရင်အဆင်မပြေဘူးဆိုရင်မြင်မြန်ဆန်ဆန်မှုဝင်ပြီးတော့တခြားနေရာတွေအတွက်ဒါစဉ်းစားသင့်မိအချိန်ရုံရောက်နေတဲ့အတွက်အရင်နှစ်ချိန်ဆွဲလို့တော့မရဘူး။အခုဆိုရင်ကိုတော်တော်ကြီးအချိန်နောက်ကျသွားပြီလို့ကျွန်တော်တော့မြင်တယ်။ဆိုတော့ဒီနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗျာဒီအီတလီသတင်းထောက်ဖက်ထရီလိုတင်လာတဲ့သတင်းတစ်ပုဒ်ပေါ့ဗျာ ဆိုတော့ကျွန်တော်အချိန်မှပြောလို့ပဲသူရဲ့ record လေးတွားကြည့်တော့တော့ तू က hit ဖြစ်တာလည်းရှိနေပြီမဲ့ဒါ miss ဖြစ်တာပုံများတဲ့ roma ဖြစ်ဖို့ရလည်းများရဲ့ဒါမဲ့ထားပါ तू တင်းလာတဲ့တရင်ကကျတော့ကျွန်တော် Manchester United တင်းနေတာ Atalanta တင်းရဲ့တာဝန်ရှိသူတွေကဒီကွင်းနဲ့ကစားသမားအဲ့ဒါအဆင့်အတွက်ညီနိုင်ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတော့ဒီတရားဝင်ကလန်းမှုတော့မရှိသေးဘူးဒါမဲ့သူတို့ဒီ generally အရာဒီပြောလို့ရတဲ့မြောင်းရွှေကြီးတွေကိုဒါခံမှန်းကြီးပြောဆိုနေကြတဲ့အချိန်မှာကျွန်တော် Manchester United တင်းရဲ့ Euro တန်း90ပဲပေးခြင်းတယ်ဒီ Atalanta တင်းကကျတော့သူတို့အနည်းဆုံး Euro တန်း60ရခြင်းတယ်ဆိုတဲ့သဘောမျိုး လို့ပေါ့နော်ဒါပေမဲ့ညှိနှိုင်းဆွေးနွေးမှုတွေကတော့ဒီ positive ဆောင်းလာပြီးတော့မကြခင်မှာလည်းဒီအဒါစင်နဲ့ပတ်သက်ပြီးတော့ကံလမ်းမှုတစ်ခုလုပ်သွားရအောင်မယ်ဆိုပြီးတော့ဒါသူကတော့ report လုပ်လာတယ်ဆိုတော့လက်ရှိချိန်မှာဆိုရင်ကျွန်တော် Manchester United တင်ရကွင်းလယ်ပိုင်းအတွက်လည်းလိုအပ်နေတာကတော့သိကြရတယ်ဆိုတော့ညိုရီတော့အဒါစင်ကိုအရန်ချိုက်လာတော့မသိဘူးပြကျွန်တော်ကတော့အရန်ကြီးချိုက်တဲ့အထက်မှာမပေါ့ဘူးမပေါ့ဆိုတော့ကစားသမားရဲ့ play style နဲ့ကစားသမားရဲ့အားသာချက်တွေအားနည်းချက်တွေကြောင့်မဟုတ်ဘူးဗျာ ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်တက်ရှိလိုနေတဲ့ကွင်းထဲမှာကဒီဘာရိုကိုပို့ပြီးတော့အာသန်တဲ့ကစားသမားမျိုးကိုပို့ပြီးလိုအပ်နေတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့အဲဒါဆင်းရဲပုံစံကိုကြည့်ရင်သူ့ရဲ့ overall ပုံစံအရဆိုရင်တော့သူက central midfielder ဆစ်ဆစ်ပြအဲ့လိုမျိုး number 8ပို့ပြီးတော့ဆန်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်။သူက number 6ကစားသမားထက်ဆိုင်လေ။ဒါပေမဲ့ဒီ Amorin ကကျတော့ pace and power ကောင်းတဲ့ကစားသမားတော့လိုချင်တဲ့အတွက်ဒီအဲဒါဆင်းရဲအဲ့အချက်တွေနဲ့တော့ကိုက်နေတယ်။ဆိုတော့ ဒီအရာစီရဲ့အပြောင်းရှိရတော့ထားပါသည်ယူသန်း90ဆိုရင်တော့ကျွန်တော်တို့မစိုးဘူးလို့ထင်တယ်တန်း60ဆိုရင်တော့ကျွန်တော်လည်းများရဲ့လို့တော့ယူဆနေတော့မယ်ဒါမဲ့ဒါ United တာဝန်ရှိသူတွေကတော့ဒီအရာစင်ကိုလည်းသူတို့သဘောကျနေတယ်သူတို့ရဲ့ခေါ်ဖို့ plan ထဲမှာရှိရယ်ဆိုတော့အမှန်တိုင်းပြောရင်ကျွန်တော် Manchester United တင်ရယ်ကွင်းလဲမှာဆိုရင် short list ထွက်တာသူတို့ဒီကစားမတယောက်ပဲကောင်းကင်ကထွက်တယ်လို့မြင်နေဗျာအဲ့တော့ဒီသတင်းတွေကအရင် reliable ပဲဖြစ်လာဆိုရင်တော့အရင် reliable ပဲမဖြစ်ဘူးဆိုလာတဲ့ဆိုတွေက ဒါပေမဲ့ကျွန်တော်တို့ကကျတော့ဒါကျွန်တော်တို့သတင်းတင်ဆက်မှုပိုင်းအရာတင်ဆက်ပေးရတာဖြစ်တယ်သူတို့ကတော့မှန်ခဲ့တဲ့ record တွေလည်းများပေမဲ့မားတာပိုများတဲ့အတွက် rumor ကတော့ဘိုးဆန်တယ်ဒါပေမဲ့လည်းဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးပြောချင်တာကြောင့်လည်းဒါအခုလိုလုံးလိုက်တာပေါ့ဆိုတော့ညီကိုလေးအနေနဲ့ရောဒီ brand ရဲ့ apple mode ကိစ္စကိုဘယ်လိုမြင်လဲဒါဟိုပြောချင်တာကဒီတတိယအကြိမ်မြောက်ကမ်းလှမ်းမှုမှာအဆင်မပြေခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့က mood လုံးတင်ပြီးတော့တခြားနေရာကိုရှင်းတင်ပြီးတော့ထင်တယ်ပြီးတော့ဒီ error scene ကိုရောညီကိုလေးတကယ်ကြိုက်ရတာဗျာဆိုတော့ error scene ကကောင်းပါတယ်မကောင်းဘူးမဟုတ်ကောင်းတယ်ပြီးတော့သူက ဒီ energy ရှိရယ်ဗျာဒီသူ့နောက်ပိုင်းခုနောက်ပိုင်းနှစ်တင်မှာဆိုရင် तू တက်ကယ်ပိုင်းနေမှာနေမဟုတ်ဗျာဒီ intersection ဘိုင်းနေမှာဆိုတာ study ကထောင်ပြီးတော့တက်လာတယ်ပြီးတော့ဒီ tight set မှာ goal contribution ဘိုင်းနေလည်းတော်တော်ကောင်းလာရေဆိုတော့ဟို तू ကတော်တော်လေးဟိုဒီဒီနှစ်ပိုင်းနေမှာ form ရတော်တော်တိတက်လာတယ် study အရာရောအကုန်လုံးကောင်းလာတယ်ကစားသမားတို့တော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တာကကျွန်တော် Manchester United အတင်းလုံးနေတဲ့ rule နဲ့ကြာရင်တော့နည်းနည်းလေး ဒီ gap ဖြစ်တယ်လို့တော့ကျွန်တော်ကတော့ခံစားရတယ်အဲအကြောင်းမလို့လည်းဟိုမကြိုက်တာဒါပေမဲ့လာရင်တော့ကြိုးစိုးရမှာပဲလက်ရှိကျွန်တော် Manchester United တင်းရဲ့ queen လဲကဒါဘယ်လို pivot အတွဲကိုပဲသုံးသုံးပြဒီသူတို့ကဒါ balance မဖြစ်တဲ့အတွက်အဲဒါစင်ရောက်လာရင်တော့ဒီ option option ရဘူးလာမှာဖြစ်တဲ့အတွက် ဟိုပြောင်းရွှေ့ခြေယူသန်း90လောက်နဲ့ရမယ်ဆိုရင်တော့ခေါ်တဲ့နဲ့ထဲမှာတော့ပါတယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်နဲ့ဒါနောက်ဆုံးရသတင်းလေးတွေကိုတင်ဆက်ဆွေးနွေးသုံးသပ်ပေးထားတာဖြစ်တယ်ညီကိုလေးရဲ့အမြင်တွေလည်းကျွန်တော်နဲ့တူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါဦးကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတဲ့တယ်ဆိုရင် like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်